အကီလေးတဲ့မင်းကိုမင်းသားတင်မယ်တဲ့ရိုက်မလားတဲ့အခုမနောက်ပါနဲ့ဟာငါရောက်ပါအလုပ်တစ်ခုလုပ်ရင်တဲ့အတီပြောတာတဲ့အဲသူတိုက်ခေါ်ပြောတာအဲကိုပတ်စံထုတ်ရရတာမဟုတ်ကွာတဲ့မင်းသားကြီးရတယ်ကွာတဲ့ရိုက်ဖို့တဲ့ဟိုဘယ်လောက်ရတယ်ဆိုတော့မပြောဘူးဒါပေမဲ့အဲ့ဒီအချိန်က तू ကျွန်တော်မင်းသားကြီးပြေးတဲ့အမှုပညာကြီးရကျော်လူချမ်းထုတ်တဲ့ကြီးတယ်များတယ်ခက်ပြက်ကြီးမှာပေါ့နော်မင်းသားဖြစ်တယ်ပြီးတော့ မင်းသားနေထိုင်နေထိုင်ဆိုပြီးတော့ရိုက်တယ်၄၅၆၅၇ငါကလောက်ဖြန့်တဲ့အချိန်မှာဗီဒီယိုဈေးကွက်ပြတ်သွားတယ်ဗီဒီယိုဈေးကွက်ပြတ်တာမင်းကြောင့်ကိုယ့်အကူလူကျဲထိုးစားနေတာမဟုတ်မင်းသားကထလောက်တာဟုတ်တယ်အဲကျွန်တော်နာမည်တော့လူကျဲကရင်လေးပါခင်ဗျာအဲဒီနေ့ရက်ကူးလေးလာတော့ဒီအနုပြရင်ဖွင့်တဲ့အနေနဲ့ကုရွှေမိုးပေါ့နော်ကုရွှေမိုးဖုံးလန်းဆက်တဲ့ညီလေးနဲ့မြင့်ကျမရဲ့အချင်းကြီးကောင်းလာအကောင်းနဲ့ကိုလို့ကျွန်တော်ပြန်ပြီးတော့အနုပြပြန်လှုပ်ရှားနေပြီလို့ ပြန်ပြီးတော့စကားလေးလေးရိုက်ပြီးအဲ့ဒါဆိုရင်လည်းညီလေးတဲ့ကိုတို့ဒီအနုညာရင်ဖွင့်တယ်မှာတဲ့ဒီကြည့်啊ကြည့်ရတယ်ကိုလို့စိတ်ဝင်စားလာတဲ့ကိုညီလေးကိုမေးချင်တော့အာဝမ်းသာတယ်ကိုလို့ကျွန်တော်ပြန်ရိုက်ချင်တာကြာပြီပေါ့နော်အဲအဖေနေ့ဘယ်နေ့လာမလို့ဆိုတော့အကူကဒီနေ့ဒီနေ့လာခဲ့တယ်အမင်းမလာနဲ့တဲ့ကိုတိုင်းကားနဲ့လာကြအိမ်ရှိတီကားနဲ့လာကြတာလုံးဝရှက်ရှက်ကျေးဇူးရန်တင်တယ်ကိုရှင်မအနုပညာလောကကတော့တော်တော်ကြာပြီကျွန်တော်အနည်း20ကျော်လောက်ရှိပြီဟုတ်ဟုတ်ဖြတ်တန်းလာခဲ့တာ အများကြီးပေါ့ဘဝတွေကတော့လူချမ်းထိုးတယ်အဲမင်းသားစားစတက်ဆာဗီကျူလုပ်တယ်အဲမမရရပါတော့မနိုင်ကောင်းနိုင်ကောင်းမင်းသားတွေပါတယ်ဗျာရိုက်ဘူးသေးတယ်အဲ့ဒါပြောရင်တော့ဘလို့ကျွန်တော်တခါမှတော့စိတ်ကူးမခြင်းခဲ့ဘူးပေါ့ဗျာဒီမင်းသားရိုက်ဖို့ဆိုတာလေအခုကိုယ်တိုင်လည်းပတ်သက်ထုတ်မရိုက်နိုင်ဘူးပြီးတော့လူချမ်းကလည်းကောင်းကောင်းဝင်ဝင်အဲ့တော့လည်းဖြစ်ခါစားလေးပေါ့ အနုပြန်အတိုင်းဝိုင်းအတိတယ်ဗောနော် fighting ကောင်းလဲ KNL fighting ကောင်းလဲဆိုပြီးတော့အဲ့ဒီအချိန်မှာကကိုငယ်လေးပေါ့ DV fight ကကိုငယ်လေးအဲကျွန်တော်ဘောစီကအကြီးလေးတဲ့မင်းတို့မင်းသားတင်မယ်တဲ့ရိုက်မလားတဲ့အခုမနောက်ပါနဲ့ဟာငါရောက်ပါအလုပ်တစ်ခုလုပ်ရင်းနဲ့အတီပြောတာတဲ့အဲ तू တိုက်ခေါ်ပြောတာအခုတကယ်အတီပြောအတီပြောတာဆိုအဲ့ဒါဆိုတော့ကိုလို့ကျွန်တော်မိသားစုနဲ့ပြတိုင်ပင်လိုက်အောင်မယ်ဗောနော်တိုင်ပင်ပြီးအခုကျွန်တော်အဖြစ်ပြအဖြစ်မြင်ပြန်ပြီးတဲ့ငါဇက်တွေအကုန်လုံးရွေးပြီးပါပြီတဲ့ နာမည်တော့မရွေးရသေးဘူးရိုက်မှာအဲဆိုတငယ်ချင်းနေတဲ့မိသားစုနဲ့တိုက်ပြီးတော့အဲကိုပတ်စံထုတ်ရရတာမဟုတ်ကွာတဲ့မိသားကြီးရတယ်ကွာတဲ့ရိုက်ဖို့တဲ့ဟိုဘယ်လောက်ရတယ်ဆိုတော့မပြောဘူးဒါပေမဲ့အဲ့ဒီအခြေအ तू ကျွန်တော်ကိုမိသားကြီးပေးတဲ့အမှုပညာကြီးရကျော်လူချမ်းထုတ်တဲ့ကြီးတယ်များတယ်ဟိုကျွန်တော်လူချမ်းတကားထုတ်ရင်အဲကန်ဖရိုက်တကားလုံးမှအဲ့ဒီခေတ်က၈000လောက်၈000ဆိုလည်းမနည်းပါဘူးပတ်စံဒါပေမဲ့အဲ့ဒီများတယ် တော်များတယ်နောက်တစ်ဆလောက်ကျွန်တော်လောက်များတယ်ဆိုတော့ကျွန်တော်ရိုက်တာပေါ့ကျေးဇူးရှိတယ်ဒီကနေ့ကိုကတော့ပါတယ်အဲမမရရိုက်ခဲ့တာပါအဲဒါပဲမမရရပါပဲကျွန်တော်ကလှုပ်လိုက် ဖြစ်လိုက်ရကျွန်တော်ဘဝအမတ်တရပဲလူချင်းဘဝနေမင်းသားအမတ်တရဖြစ်တယ်ခက်ပြက်ကြီးမှာပေါ့နော်မင်းသားဖြစ်တယ်ပြီးတော့မင်းသားနေထိုင်နေထိုင်ဆိုပြီးတော့ရိုက်တယ်၄၅၆၉ခုနှစ်ကားလောက်ဖြန့်လိုက်တဲ့အချိန်မှာဘီလူဈေးကွက်ပြက်သွားတယ် ဗီဒီယိုဆေးကွက်လည်းပြက်လည်းပြောအကောတော့ဝိုင်းပြောကြတာဗောကိုဒီဒီတငယ်ချင်းတွေကဗီဒီယိုဆေးကွက်ပြက်တာမင်းကြောင့်ကိုကကိုလူချင်းထိုးစားနေတာမဟုတ်မင်းသားကထလောက်တာဟုတ်တယ်အကိုရဲ့ကန်ဆုမသွားမိုးလိုက်လို့ရပါဗျာကျွန်တော်လုံးမကျွန်တော်လုံးမဗီဒီယိုဆေးကွက်ပြက်သွားတာပါဆိုပြီးတော့အခုချိန်ကြီးအမတ်ရတဲ့သူစတဲ့သူကလည်းရှိသေးတယ်လို့ချစ်လို့ချစ်လို့အဲလူကျွန်တော်လူညာအချင်းချင်းတွေကိုချစ်လို့စတဲ့သူလည်းအခုချိန်ကြီးရှိသေးတယ်အဲကြောင့်မလို့ကျွန်တော်လည်းပြောပါတယ် အကိုတို့ဘာမှမပူနဲ့လို့ဗီဒီယိုခစ်ပြတ်သွားပြီမဲ့ရုပ်ရှင်တစ်ခစ်ဥထောက်လာတဲ့ဟဲ့ရရုပ်ရှင်ဒီဆက်လန်းတွဲတွေတော့သွားပြီးမထိခိုက်ပါနဲ့အဲ့ဒါလေးပဲလှုပ်ရှားပေးရစီတယ်ဗီဒီယိုခစ်တော့လှုပ်ရှားလို့မရတော့ဘူးအဲ့နှစ်ခုကပြတ်သွားရင်ငါတို့ငက်ပြီးအဲ့လိုပြောတယ်အဲ့နယ်တွေကတော့ဟိုနယ်တွေတော်တော်များများတော့ရောက်တဲ့နေရရှိတယ်မရောက်တဲ့နေလည်းရှိကြတာပေါ့နော်ရောက်တဲ့နေလည်းတော်တော်ရှိပါတယ်ဒီ တွန်တေးတို့တလာတို့ဒီလိုင်းတရာတို့ဒီခရမ်းသုံးပါတို့တခြားအရာတိုင်းတို့ပါတို့ဒါအခုနယ်ကြီးကြတော့ပြောရမလို့ကိုအခွေဗီဒီယိုဈေးကွက်ပြောက်သွားလို့အခွေဆင်းရအောင်တော့ရောင်းရတယ်အဲ့အချက်ဆင်းရအောင်တော့ရောင်းရရောင်းလို့ရတဲ့နေရာတွေပေါ့နေတော်တော်များများတော့တိတိသွားတာပေါ့အဲ့အထက်ဘက်တွေဆိုတော့အဲ့လိုပဲအဲ့မန္တလေးတို့အဲ့ရန်ကုန်တို့မုံရွာတို့အဲ့အဲ့ဘက်တွေပေါ့စကိုင်းတို့စကိုင်းမှာဇလန်တို့တွားရိုက် ကိုကဒီမှာဆက်လက်နှွှဲမှာလူချမ်းထိုးနေဟိုမှာကုကပေါ်နေစကိုင်းထဲမှာလွင့်လာအချက်တည်းကကွဲကောဟာနေထိုင်ခေါင်းဆောင်မိသားဒီမှာဘလို့ပြလူချမ်းဖြစ်နေတာဟိုကရင်လေးပြန်ဖြစ်သွားပြီလို့ဒီလိုမှာလို့ဟောဆိုကရင်လေးမဖြစ်တူတူပေါ်သွားမှာလေရတယ်ခင်ဗျအဲလူချမ်းကြတော့လေအဲလူချမ်းစည်းပေါ့နော်ကျွန်တော်ကလူချမ်းအပြင်ကိုကျွန်တော်ကမင်းသားဆက်ဗျူအစားတို့စတက်ပါလို့ကျွန်တော်နတိစားပေါ့နှစ်ခုရတယ်အဲအဲ့ဒါမှာ ဖြစ်ချင်တော့ပေါ့နော်အဲမင်းသားထပ်ပြီးတော့ကံကောင်းစားတော့ပဲနဲ့ဖြစ်ပြီးတော့ကံဆိုးစားနဲ့မင်းသားပြုတ်သွားတယ်ပေါ့အဲလိုမျိုးဟုတ်အဲအရင်တိုင်းပဲဗျအဲ့ဒါကြီးတခုကတော့ဟိုကျွန်တော်တို့ဒီရုပ်ရှင်လောကသားတွေရာလीအဲ့ဒါချစ်ပေါ့ကောင်းတယ်ကျွန်တော်မင်းသားဖြစ်သွားတော့အကုန်လုံးဝမ်းသာကြတယ်တော်တော်များများဝမ်းသာကြတယ်အားပေးကြတယ်ဖီလိုဇီကွက်ပြပါလို့ကျွန်တော်လူချင်းပြန်ထိုးတဲ့အခြေကြရင်လဲအားပေးကြအားမငယ်နဲ့ဟဲ့အောင်ဘာမှမဖြစ်ခေါ်ရကြတယ် ရုပ်ရှင်ကားကြီးရဲမှလည်းတော်တော်များများပါပဲပြီးတော့ကျွန်တော်ဗောစီကိုငယ်လေးကလည်းကျွန်တော်ပြစ်မထားပါအောင်ဒီယုံကြီးကားတွေကိုယုံလေးကားတွေပါတယ်ဆိုလို့ရှိရင်အဲဒီကားကြီးတွေပါတယ်ဆိုလို့ရှိရင်ထက်ထက်ပြီးတယ်လေအဲသူ့အချိန်နဲ့သွားတော့ကိုကဟိုထမင်းဆက်လည်းမှမပြောက်ဘူးပေါ့လူကျဲပြန်ထိုးရလဲအဲ့လိုပေါ့နော်အဲဘာမှပြပြတော့ကိုလည်းမချက်ဘူးလေကျွန်တော်ကအမှုပညာလောက်ရရင်ကျင့်တတ်နေတာကိုအမှုပညာကိုချစ်တာကိုငါမင်းသားမှဟွန်း မဟုတ်အဲတေးဥဆောင်ဆိုလဲစိတ်စိတ်ပဲရှိတော့အနုပြရပြလုံနေရပြောတယ်အဲတေးဥဆောင်စိတ်နဲ့ပဲကျွန်တော်ပြန်လုပ်တာကြည့်မရလို့ねဒုတိယအော်ဘာဆိုဟိုလူကျန်ဘွားမှာကေလေးဆိုပြီးတော့နာမည်ကနည်းနည်းဟောက်ပါဟောက်ပါဖြစ်တယ်ပေါ့ထော်ထော်ထောင်ဖြစ်နေတယ်အဲလူကလည်းအာကေလေးကောင်းတယ်အမင်းသားအမင်းသားအစားရောကတော်တော်များတယ်ကျွန်တော်ဆရာဆရာကိုလူကျော်အတွက်လည်းတော်တော်ပြန်ပြီးတော့ အစားတို့ပေးနိုင်တယ်အကိုနေမြောင်းအောင်တို့တော်တော် များများတော့ကျွန်တော်အများကြီးပြန်လုပ်ပေးနိုင်တယ်အဲဒီဘက်မှာကျွန်တော် character လေးတော့ပြပြယူတာပေါ့နော်အဲချာကူလီကန်တို့ဖန်တို့ဘာလို့အဲလိုမျိုးခန်းလေးတွေလည်းကျွန်တော်ပြန်ယူတယ်ဒီဘက်မှာကျတော့အဲမြေချေကူခန့်စီသူမှာကျတော့လေအဲသူနေရာလေးတွေပြန်ပြီးတယ်ပေါ့နော်အဲဆရာသမားတွေ driver တွေကဟိုမင်းသားအနေနဲ့ကတော့ဖီးတော့ရိုက်နေတုန်းတော့ဖြစ်သွားတာပေါ့ဒါပေမဲ့အဲ လူချင်းပြန်လို့တော့လူချင်း fee ပဲအဲနောက်ဆုံးတော့အခုအခုကတော့တေဥဆောင်တေဥဆောင်ပြီဘာလာလာအကုန်ရိုက်တယ်အပဘလူးပြနေတာပဲအာဘလူးရောင်လေးကိုပြောပြပါဂျုံးနဲ့ကစ်တွေဂျုံးတွေနဲ့ပတ်သက်လာလို့ကတော့တိုက်တဲ့နေရာနေကြာမလားထိုးရမလားကန်ရမလားဂျုံးပဲထိုးရမယ်နောက်ဆုံးမိုင်းကြားတွေကထိုးတယ်အဲမြင်းစည်းဆိုမြင်းတွေအဲ့လိုမိုင်းကြီးကြားတွေကလည်းအဲ့လိုစီးပြလိုက်တာပဲအဲ့တော့ဓာတ်ကြီးတွေပါနေတယ်ပေါ့နော်အဲ့ချတာပဲ ကျွန်တော်တို့ခေတ်ကျတော့ facility ကတိတ်မစုံလေမစုံတော့စွန့်စားရတာပေါ့တချို့ကြတော့လဲကျွမ်းကျင်မှုနဲ့စွန့်စားရတဲ့အခန်းရှိတယ်တချို့ကြတော့မပိုင်နိုင်မစွန့်စားရတဲ့အခန်းတွေစွန့်စားရတဲ့အခန်းတွေရှိတယ် facility မရှိတော့ဒီဟာကြီးရဲ့စိတ်ဒွိရဖြစ်နေတာဒါကြီးကလုတ်လိုက်ဖြစ်ပါမှမသိဘူးလို့ဒါကြီးကတိတ်လည်းမပိုင်ဘူးပေါ့နော်မပိုင်နိုင်တဲ့အခန်းကတော့သွားအဲ metric တွေပဲအဲအခန်းတွေသွားဖဲချရတာဒီတိုင်းချရမလို့ဆရာသမားတွေကမလို့လဲအသေးရတဲ့အောင်မင်းတစ်ခုဖြစ်မဖြစ်စိတ်ချစိတ်မပူနဲ့ကျွန်တော်ကိုကျွန်တော်ယုံတယ်အဲ့လို တချို့တလေကြတော့လည်းဖြစ်တယ်ဟောပိုးတာတော့ပဲ့တာတော့အဲ့လိုမျိုးဖြစ်တယ်ဟုတ်အကြီးကြီးမားမားတော့တိကျတာမျိုးမရှိသေးဘူးပေါ့အဲအရင်ကတော့မရှိပါဘူးဟုတ်အရင်တော့အစ်စ်တောက်တော့ဖြူဖြူအခုကအဲကျမကြီးလေးနည်းနည်းချွေရွာတာပေါ့နော်နားလဲတယ်၃လလောက်နားတော့အခုမှဒါပြန်ပြီးတော့နေစကောင်းလဲနေကောင်းပြီးတော့ပြန်ဖြစ်ရမှာပေါ့ trade ရေပြန်ဆင်းရပြန်ကစားရမယ်အစားအသောက်တွေပြန်ပြီးတော့ပြန်ဖြစ်ရမှာအဲအများဆုံးတော့တော့တစ်လနှစ်လောက်ဆိုတော့တော်တော်ပြန်ပြည့်သွားမှာပါ ကာအခုလူကတော့ကားရိုက်နေပြီလေကားရိုက်နိုင်နေပြီဟုတ်ကျမရဲ့ TV ဖြစ်သွားတာဩအဲခုခံကြရသွားတာပေါ့ပေါ်လာလဲပါတာကိုကိုကူကူလေကိုကူကူခေယူမဆိုင်မိလိုက်ပြီးတော့အဲ့လိုပေါ့ဆဲစိတ်ညစ်စရာလေးတွေရှိတော့ကိုကူပစ်ထားလိုက်တယ်ပစ်ထားတဲ့အချိန်မှာစိတ်ကမပြဘာမှပြနေအဲ့လိုပဲပေတီဗီနေလိုက်တဲ့အချိန်မှာတော့ပြတဲ့အချိန်နဲ့နောက်ကျပါတီဗီပိုးဝင်ပါဟုတ် အမ်ဆိုင်တဲ့လောက်လဲဆိုင်ပါတယ်အဓိကတော့စီးပွားရေးကတော့နည်းနည်းချက်တဲသွားတာကိုလုပ်ငန်းတွေအသိမကောင်းတော့ဘူးလေစီးကွက်တွေရေဗီဒီယိုစီးကွက်တွေလည်းမရှိ ရုပ်ရှင်တွေကြတော့လဲအက်ရှင်ကနေတယ်ဆက်လန်ဒရက်ဆိုပြီးပို့ဆိုတာအဓိကတော့အဲဒီပေါ့ family တခုမိသားစုတခုကတော့စာအုပ်နေရေးအတွက်အလုပ်ကိုင်မကောင်းလို့ရှိရင်တော့စိတ်ညစ်စရာတွေရှိကြတာပဲအဲ့အဲ့ဒါပါပဲစိတ်ပေါ့အဲတငယ်ချင်းတွေရှိတဲ့တငယ်ချင်းတွေအားပေးတယ် စိတ်ဓာတ်မချဘူးအမြဲတမ်းအားပေးတယ်ဖိုးဝဲအဲကျွန်တော်တို့ဒီခရူးချက်တွေကနေလည်းအားပေးတယ်ပြီးတော့အခုလိုပေါ့နော်ဟိုကိုရွှေမိုးတို့လိုအဒီဒီလိုချက်အဲဒီလိုမျိုးအခုအမှုရရေဖွင့်တယ်လို့လိုမျိုးအဲအားပေးပြီးတော့ပြန်ပြီးတော့ခေါ်တဲ့အတွက်အားပြန်ရှိလာတာပေါ့အရင်တော့ကြကြသွားတာအောက်ဆုံးတိကြသွားတာဟိုတကယ်ကြီးနေရတော့အားပေးတာပဲဒါပေမဲ့မရသေးဘူးကြသူခန္ဓာကိုယ်လည်းကြသွားတာ ਉਹ လူကပါဝါဝိဖြစ်သွားတာ ကြာအခုကဝိကပြန်တက်လာအဲလူကအားပြန်ရှိလာတော့စိတ်တက်ပါပြန်ပြီးခွန်အပြည့်လာဟုတ်အခုလောလောဆယ်တော့ဘာမှမရှိသေးဒါပထမအောင်ဆုံးပဲအခုဒီကနေ့စပြီးကြကြောင်ရတာ။ဟုတ်။အဲ့လိုမြတ်ရေဝိတံဟိုပဲကျအားကိုးရတာပေါ့။ဟုတ်ကဲ့ပါ။ဟာဒီကနေ့တဆင်းအကုန်လုံးအကုန်လုံးသိသွားပြီဆိုရင်တော့လဲဟယ်လိုလို့ရပါပြီလို့။ပြင်လေးပြင်လာပြီပေါ့။ပြင်လာပြီ။အဲအခုကတော့နေထိုင်နေပြင်လာလို့မရသေးဘူးပေါ့နော်။ तू က မင်းသားနေရာဖြစ်တော့ကရင်လေးအနေနဲ့ပြန်လာပါအဲဟုတ်ပါဟုတ်ကျွန်တော်ဟိုအားဖြင့်ပြိတ္တကြီးကျွန်တော်ပြန်လာပါပြီလို့အဲကျွန်တော်ရှစ်ဆက်အမှုပြာလုပ်ငန်းတွေကိုလည်းဒီထက်မှကစူးစမ်းပြီးလုပ်သွားမှာပါကျွန်တော်လည်းအားပေးကြပါအောင်အားလုံးလည်းကြမ်းမှချမ်းသာကြပါစေခင်ဗျာဟုတ်